ပုံမြင်ကလေးရဲ့နာမည်မှာမီးနာကလေးပတ်ဘလို့ဖြစ်ပါတယ်တရံရောအခါကစပိန်ပြည်မြောက်ဘက်ကန်ယူတန်းရှိရွာကလေးတရွာ၌ပတ်ဘလူဟူသောမြေးကလေးတစ်ကောင်ရှိလေ၏ခူရန်ဆိုသောလူစင်းရဲတယောက်ကပိုင်လေသည် ခူရန်ဤရွာမှလူများသည် အများအားဖြင့်သူတို့ဤမိများကိုစီးရန်တော်၎င်းအတီးနံများကိုဈေးသို့တည်ယူစေရန်တော်၎င်းအသုံးပြုကြလေသည်ခူရန်ကမူသူဤမိကလေးပတ်ဘလိုကို အလွန်ချစ်ခင်သည် သူတွင်သစုံတစ်ခုမှားသွားလင်တော်၎င်းထူးခြားကောင်းမွန်သော အကြောင်းကိစ္စသစုံတစ်ခုရှိလင်တော်၎င်းပတ်ဘလိုကို အစဉ်ပြောပြလေးရှိသည် သူသည် ုံထူသောလမ်းမများပေါ်တွင်ပပလူကိုစီးရီသွားရ၌ပျော်ရွှင်စွာတခြင်းဆိုလေးရှိသည်ပပလူကလည်းခေါင်းကလေးကိုညိတ်ကဖြင့်လမ်းချင်းချင်းလေးတလျှောက်တွင်ရှောက်လျက်ရှိသောဒူဤခွာကလေးများမှာကလစ်ကလက်ကလစ်ကလက်ဟူမီကစီးချက်ကြနာအောင် လိုက်မိတတ်သည်တနေ့တစ်နေ့ဟူရန်ဒီပပလူဤကြောပေါ်မှအတိညာများကိုတဲချနေစဉ် သူဤချစ်ဖို့ကလေးပတ်ဘလူမှာအခါတိုင်းနဲ့မတူပဲအလွန်ပိန်နေချောင်းကိုတတိပြုမိလေသည်သူဤခေါင်းမှာငှိုက်ဆိုင်ကြလျက်ရှိသည်သူဤနရွက်ကြီးများမှာနောက်တို့လန်ကကြောပေါ်မှာလဲလျက်ရှိသည်ထို့ပြင် တူဤထူထပ်သောအမွေများမှာဟိုနာဂျီနာတွင်စုက ပါနေလျက်ရှိပြီးလင်အနာကွက်ကြီးများကိုလည်းမြင်ရလေသည်အလိုလေးလေး ဖူရန်ကစင်းရဲစွာဖြင့်អော်လိုက်လေသည်မင်းဘာဖြစ်တလဲပက်ဘလူရဲ့ဖြားနေသလားကွယ်သူတခင်ပြောသည်များကို နားလေတော့ပက်ဘလူဒီဝမ်းနေစွာခေါင်းကိုငိမ့်လိုက်သည်အเจ้าမှာအခြားသူများသိသွားပါကသူတို့ဤမိများတို့ယောဂကူးဆက်မိကိုကြောက်ကြသဖြင့်ဖူရန်အားသူ့ကိုဆက်လက်၍မွေးထားရန်ခွင့်ပြုကြလိမ့်မည်မဟုတ်ဒီကိုပက်ဘလူကတည်နေလေသည် ခူရန်က ထိုတို့မေးလိုက်စမှာပင်တုနာမလူတယောက်ကလင်မြန်စွာလဲကြည့်လိုက်သည်ဟဲ့ဒါဘာဖြစ်နေတာလဲမင်းမဖြားနေတဲ့မီးရှိသလားထိုသူကမျက်မှောင်ကြုံ၍မေးလိုက်သည်အခြားသူများကလည်းသူတို့စီတို့ဝိုင်းအောင်ရောက်လာကြသည်သူ့ကိုတခြားခေါ်တော့သူ့ကိုငါတို့မီးရည်နဲ့မထားရဘူးတခြားယူသွားသူ့ကိုတပ်ပလိုက်ပါကွာ သူတို့ကအော်ပြောကြပြီးလင်ဟူရန်ကိုဈေးပြင်ဖက်တို့နှင်ထုတ်လိုက်ကြသည်ဟူရန်လည်းသူ၏ပစ္စည်းကလေးများကိုစုယူပြီးလင်ပက်ဘလိုကိုခေါ်၍ဈေးပြင်ဖက်တို့ထွက်လာခဲ့ရလေသည်ငါမကြီးလေးရဲ့ဟူရန်သည်ပက်ဘလို၏နရရှိကြီးနာတို့ကပ်၍တိုးတိုးညီးလိုက်လေသည်ငါဘလိုလုပ်ရပါမလဲကွယ်ငါဟာလူစင်းရဲ့တရားအုပ်ကွယ် ဖြားနေတဲ့မြီးကလေးတကောင်ကိုစေးကုဖို့တော်မတက်နိုင်တော့အောင်ငါကစင်းရင်လွန်းနေသူတို့ကမင်းကိုတက်ပြစ်ဖို့ပြောကြပေမဲ့မင်းကငါမတက်ရပါဘူးပက်ဘလူရဲ့မျက်ရည်ပေါက်ကြည့်များသည်ပက်ဘလူဤနှာခေါင်းပေါ်မှစီးကြလာပြီးလင်းဖုံထူသော လမ်းမပေါ်တို့လှိမ့်စင်ကြသည်ဖူရန်ဒီပင်လယ်သို့လမ်းမြင်ရသော ကုန်းမြင့်တနေရာသို့ရောက်သောအခါခဏရပ်နားလိုက်သည်ကဲနှင့်အနေငယ်ကွာလန်းသောနေရာ၌ တေးငယ်လာတော့ကျွန်းကလေးတစ်ကျွန်းကိုအတလန်တိတ်လိုင်းလုံးများဝန်းရံလျက်ရှိလေသည်ပက်ဘလိုဟူရန်ကခေါ်လိုက်လေသည် ဟော်ရီလာတို့ကြာကျွန်းကလေးကိုဘသူမှရောက်လာမှာမဟုတ်ဘူးဒီကျွန်းဟာယာခင်းလို့ဖို့လဲအင်မတန်ငယ်တယ်ပြီးတော့အိမ်ဆောက်ဖို့ရာလဲကမ်းနဲ့အတော်ဝေးတယ်မင်းကိုလေကလေးတစ်စင်းနဲ့လော်ပြီးဒီကျွန်းမှာပို့ထားရင်မင်းအသက်ထက်ဆုံးအေးအေးချမ်းချမ်းနေရမှာပဲနောက်ပြီးငါလဲမင်းစီကိုလာလဲနိုင်မယ် မင်းဘာပြောချင်သေးလဲပတ်ဘလူပတ်ဘလူဒီတူတခင်ကိုမျောငေးချင်းကြီးစွာဖြင့်မောကြည့်ပြီးလင်ခေါင်းငိမ့်လေသည်ဟူရန်လဲဟူရန်လဲဝန်တာစွာဖြင့်ပင်လဲကန်းချိတ်တို့သွားပြီးလင်မိတ်ဆွေတယောက်စီမှ လေတစင်းကိုငားယူလိုက်လေသည်ခဏတွင်မှာပင်ပပ်ပလူအတွက်ရေကောင်းကောင်းတောက်ရန်ကြည်လင်သောစံချောင်းစားစရာမျက်စိမ်းများ နေပူရှိန်တွင်နားနေနိုင်ရန်အရှိတ်ကောင်းသောတစ်ပင်များရှိရာကျွန်းကလေးသို့ရောက်သွားလေသည်သူသည်ပက်ဘလိုကိုစင်ခိုင်းပြီးလင်နောက်ဆုံးနှုတ်ဆက်လိုက်သည်တွားပြီပက်ဘလိုတွားပြီ နောက်မကြခင်မှာကောက်ရိတ်တင်ပြီးရတဲ့တပြိုင်နက်မင်းစီကိုငါလာခဲ့ပါအောင်မယ်သူတော်လေသူ့ရာတော်တွင်အလုံများစွာရှိနေလေရာ ရက်သက်တပောင်းများစွာကြာတော့အခါမှဟူရန်ဒီတပ်ပလူရှိယာကျွန်းကလေးတို့နောက်တစ်ချိန်သွားနိုင်ခဲ့လေသည်သူဒီကျွန်းကလေးနှင့်နီးလာတော့အခါငြိမ်သက်တော့ရေပြင်း၌လီကလေးဤတက်တန်ကပလစ်ပလက်ပလစ်ပလက်ထိုတို့မိနေခိုက်အလွန်ပျော်ရွှင်လာတော့မြည်ဟီတန်တခုကသူ့နာဝါတို့လမ်းရင်းနှုတ်ဆက်လိုက်သည်ထိုအတန်ကသူဤချစ်ဖို့ကလေးပပ်ဘလူဤအတန်ပင်သည် တခင်တပ်ပလူငါမိကလေးဟူတန်ကဝန်တာအာရအော်ခေါ်ပြီးလေလေပေါ်မှခုန်ဆင်း၍တပ်ပလူဤလေဘင်းကိုတူးလက်များဖြင့်လမ်းဖက်လိုက်သည်ဒီလိုတော့လဲမင်းဟာလှလို့ပါလားမင်းအမွေးတွေလဲပိုးလို့ချောမွေ့နေတယ်မင်းမျက်လုံးတွေကလဲတောက်ပြောင်နေတယ်မင်းကောင်းကောင်းကျမ်းမာနေပြီနော်အိုးဘလောက်ဝမ်းသာစရာကောင်းလိုက်တည်းလေကိုယ်ပက်ပလူကလည်းခန်းကိုငိမ့်လိုက်သည်မြို့တော်နှစ်ရွက်ကြီးများထောင်ရက်ဖြစ် သူဤခွာကလေးများကလည်းမြေကြီးတွင်ရက်ကရက်ကအငိမ်မနေနိုင်အောင်ပင်ဖြစ်နေသည်ထို့နောက်သူဒီကျွန်းကလေးအလေတို့ပျော်မြူးစွာ ခုံပေါက်လျက်ပြန်သွားလေ၏ဟူရန်လဲသူဤမိကလေးကျမ်းမာလာသောကျွန်းကလေးတွင်ဘလို့အစွမ်းတက်သည့်မျိုးများရှိနေပါလိမ့်ဟုတိလိုစိတ်ဖြင့်ပက်ဘလူဤနောင်မှလိုက်သွားလေရာလမ်းကလေးတစ်ခုမှရှောက်သွားကြသောအခါငယ်သောဆန်းချောင်းကလေးတစ်ခုသည် ပြောင်လက်ကတွတွင်တွင်စီးနေတံကိုကြာရသည်ပတ်ဘလူလဲခဏရက်နာပြီးလင်နောက်တို့ပြန်လဲကြည့်လိုက်သည်ထိုးနောက်သူဒီရေထဲတွင်လဲချလိုက်ပြီးလင်လိတ်နေလေသည် သူဒီရှေ့သို့နောက်ငင် လူးလိတ်နေပြီးလင်သူဤငယ်သောခွာကလေးများကို မိုးတို့မြောက်ပြီးလင်ပျော်မြူးစွာ ကခုန်နေပြန်လေသည်ထိုးနောက်သူဒီထလိုက်ပြီးလင်ရေများကိုခါလိုက်လေ၏ တူဤအညိုရာအမွေးများသည်ကဘာပေါ်တွင်အလဆုံးတားမွေးပမာတောက်ပြောင်လျက်ရှိလေသည်ဒီစမ်းရေဟာနှက်ရည်စင်များလားဟိတ်ခူရန်ကစိတ်အားထက်တန်စွာမေးလိုက်သည်ပက်ဘလူကခေါင်းကိုညှိမ့်ပြီးလင်ကောင်းကင်သို့ရေဆက်များကိုခါလိုက်ပြန်လေသည်ငါတို့ရွာကလူတွေကိုဒီအကြောင်းပြောရမယ်သူတို့တိတ်တဘောကြမှာပဲဒါမှသူတို့ငှက်မြီးလေးကို ဈေးထဲမခေါ်လာဘူးနောက်တစ်ခါမပြောကြမှာကဲငါတို့အတူတူအမြဲနေကြရတော့မယ်ဟုတ်လားပက်ဘလူပက်ဘလူကကျင်းနဲ့နှစ်တက်လာတဲ့ဖြစ်ခီလိုက်ပြီးလင်တုတခင်လက်ကိုနှာခေါင်းဖြင့်ပုတ်နေလိသည်နောက်တစ်နေ့တွင်ဖူရန်ဒီဈေးထဲတွင်ရွာကလူများအားကောင်းသောသတင်းကိုပြောကြနေသည်လူများကလည်းဝိုင်းအောင်လာကြပြီးလင်ပပလူဤချောပြောင်နေတော့အမွေးနဲ့တောက်ပလာတော့မျက်လုံးများကိုကြည့်ကတအံ့တအောဖြစ်နေကြလေသည် ဒါဖြစ်ဒီနဲ့ရေစင်ဟာမိဒကောင်ကိုကျမ်းမာလာအောင်ကုတနိုင်ရင်ဖြားနေတဲ့လူတွေကိုလည်းပြောက်အောင်ကုတနိုင်မှာပဲမဟုတ်လားရှက်သက်တပေါင်းများစွာကပက်ဘလူအားဈေးထဲမှမောင်းထုတ်ခဲ့တော့ကာလိုဆိုသူကပြောဆိုလိုက်သည်ဟုတ်တယ်ငါနမနာတာရှိဖြစ်နေတာရှက်သက်တပေါင်းများစွာကြာနေပြီဒီနဲ့ရေစင်ဟာသူ့ကိုကျမ်းမာအောင်ကုနိုင်ကောင်းရဲ့လို့ထင်တာပဲနောက်ပြီးကျွန်တော်အမေလည်းမမာနေတာနှစ်တော်ကြာပါပြီ အခြားလူတယောက်ကဝင်ရောက်ပြောဆိုလိုက်ပြန်သည် လူများစုဝေးပြောဆိုနေကြတံများသည်မတမ်းမာနေကြသောသူတို့ဤဆွေမျိုးများထံသို့ရောက်ရှိသွားလေ၏ထို့နောက်တယောက်ပြီးတယောက်ထွက်သွားကြပြီးလင်သူတို့ဤအိမ်သားများအားပြောပြနေကြလေသည်ရက်တတပတ်အနေငယ်များသာကြာရှိလေသောလူပေါင်းများစွာကြမ်းမာသွားကြပြီဖြစ်သောကြောင့်ရွာသူရွာသားတို့သည်တီးစွာသောပျော်ရွှင်ခြင်းဖြစ်နေကြလေသည်ပပလူဒီဘဲတော့မှအလုံးမလုပ်ရတော့ချေ ဖူရမာဈေးတို့ပစ္စည်းများသေယူစီရန် အချားမီးတကောင်ထားရှိလေသည်ပက်ဘလိုကမူတူဤအမွေးကိုချောပြောင်စွာ ဖြီးပြီးလင်းသူ့ဘေးနားမှခြေလမ်းမမှန်ပင် လိုက်နေလျက်ရှိလေသည်တူဤခွာကလေးများမှလည်းတမဲသားကဲ့သို့ချောပြောင်လျက်ရှိလေ၏ကျုံကလေးပေါ်မှာနှက်ရည်စင်ကိုတွေးရှိရခြင်းအကြောင်းကြောင့်ပက်ဘလူကိုမြင်ကြတော့ဈေးထဲမှလူများမှပြပြတလဲဖြစ်နေကြသည် ရှင်နေလာဘိုရာတို့လေးဖြစ်သွားရင်မလို့တော့ချေတရားကြီးတစ်ခုဖြစ်ကျွန်းကလေးနဲ့မြေပြန့်ကြားရှိပင်လယ်ကိုပေါကူထားလျက်ရှိလီသည်ထို့ပြင်မတမ်းမာကြသူများနေကြရန်ဥယျာဉ်နှင့်အိမ်များစွာကိုလည်းစီမံပြုလုပ်ထားရှိလီသည်သို့တော်လည်းဟူရန်နှင့်နေစရာလပသောအိမ်မရှိသောပပလူထံပို၍ပျော်ရွှင်မိသူဘယ်တော့အခါမှမရှိနိုင်ပေ အကြောင်းမှာတစ်ပင်ကလေးတပင်အခြေအောက်တွင်အိပ်၍စမ်းချောင်းထဲမှနွေးတော်ရည်တွင်လူလိမ့်နေရခြင်းကြောင့်ပင်လင်းထိုနဲ့ရည်စင်ကိုတွေ့ရှိရခြင်းသာ ဖြစ်လေသည်